OK အားလုံးပဲမင်္ဂလာပါပေါ်တော်ကြီးဒီတော့ channel မှာပြန်လိုက်ပြီးတော့ကြိုဆိုလိုက်ပါတယ်ခင်ဗျအကျွန်တော်ကတော့ဒီထူတာကျူပြပကနေရက်တည်ပြီးတော့ဒီအနည်းဆက်သုံးတဲ့ JR online စီစဉ်တော့ပွဲစဉ်လေးတွေကိုဗီဒီယိုလေးတွေလည်းတော့တင်ဆက်ပေးနေဖြစ်တဲ့ကြောင့်မလို့ကျွန်တော်ဗီဒီယိုလေးကိုလိုက်ရန် follow လေးနဲ့အတက်လေးနဲ့ကြောက်ပြလို့ရပါတယ်နော်ဟုတ်ကဲ့ဒီနေ့ညမှာဆိုရင်လည်းကျွန်တော်ကတော့ဒီအနီးစက်ကနေကြည့်ရအောင်ဆိုပွဲစတဲ့ပွဲဖြစ်တဲ့ဒီ FIFA ကမ္ဘာဖလားအုပ်စုအိုင်မှာရှင်ပြိုင်ကစားနေတဲ့အီတလီတင်းနဲ့ဒီနော်ဝေတို့ပွဲစဉ်လေးကိုကျွန်တော်ပွဲချုပ်သုံးသပ်ပေးတော့မှာဖြစ်ပါတယ်ခင်ဗျ အားလုံးပဲတိကျတဲ့ဒန်မဲဒီအင်ရှင်အီတလီတင်းအားဒီဖိဘာကမ္ဘာအဆင့်တက်မချက်ရအဆင့်9နေရာမှာရပ်တည်နေပြီးတော့ဒီအဝေးဘက်ဖြစ်တဲ့နော်ဝေးကတော့ဖိဘာကမ္ဘာအဆင့်တက်မချက်ရအဆင့်29နေရာမှာရပ်တည်နေတာကျွန်တော်တွေ့မြင်ရတယ်ဗျဒီအုပ်စုအိုင်မှာဆိုရင်ဒီနော်ဝေးရဲ့ is Norway ရဲ့ Italy ရဲ့ Israel ရဲ့ Estonia နဲ့ Moldova ဆိုပြီးတော့၅တဲ့အုပ်စုပေါင်းဝင်နေတာကိုကျွန်တော်တွေ့မြင်ရတယ်အဲ့ဒီ၅တဲ့အုပ်စုထဲမှာဒီအင်ရှင် Italy အတင်းကဒီအုပ်စုအိုင်မှာ9ပွဲရှိမှန်ကစားထားပြီး6ပွဲနိုင်တပွဲချင်းစရရလက်နဲ့ရမှတ်16ပွဲရရှိတာအဆင့်နဲ့နေရာမှာရပ်တည်နေတာကိုကျွန်တော်တွေ့မြင်ရတယ် အဝေးခုဖြစ်တဲ့နော်ဝေးကတော့ဒီခုနကပွဲအုပ်စုအိုင်မှာခုနကပွဲရှိပိုင်းကစားပါပြီးခုနကပွဲစလုံးအနိုင်ရရှိကရမ20တမတ်နဲ့အဆင့်တင်နေရမှာဥဆောင်နေရကိုကျွန်တော်တွေ့မြင်ရတယ်ဗျအဲ့ဒီနေ့တည်းဟာဒီပထမကြော့မှာဆိုရင်ဒီအင်ရှင်နော်ဝေးရဲ့အင်ကွင်းမှာပြည်သူများအောင်ကျွန်တော်တွေ့မြင်ရတယ်ပထမကြော့အင်ရှင်နော်ဝေးရဲ့အင်ကွင်းမှာပြည်သူတွေပွဲစဉ်ဒီမှာဆိုရင်ဒီအင်ရှင်နော်ဝေးက3-0ဆိုတဲ့ကြောင့်လည်း clean sheet အနေနဲ့ဒီအီတလီတင်းကိုအနိုင်ရရှိထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျအဲဒီဒုတိယအကြော့အနေနဲ့ဒီအီတလီရဲ့အင်ကွင်းမှာထပ်မံပြီးတွေ့ဆုံရမယ့်ပွဲစဉ်လေးဖြစ်တယ်နော်ဒီအင်ရှင်အီတလီတင်းကဒီ မိဘကတူဆိုလက်ထက်မှာဆိုရင်သူကဒီကဘာဖလာမှာခုနှစ်ပွဲရှိမှန်ကသာ6ပွဲနိုင်တပွဲချင်းဆိုတဲ့ရလဲ့မျိုးနဲ့အတူဒီကဘာဖလာတဲဝင်ဖို့မရရှိခဲ့ပေမဲ့ပြီးတော့ရှိမှန်ကစားဖို့နီးစပ်တဲ့အတင်းတင်းလို့ကျွန်တော်ကမြင်ပြီးနီးစပ်နေတဲ့အတင်းတင်းလို့ကျွန်တော်ကမြင်ပြီးတယ်။ဘာကြောင့်လဲဆိုတော့ဒီအဆင့်300နေရာက X-ray ကိုသူကကိုမတ်ဖြတ်ထားတာကိုကျွန်တော်တွေ့မြင်ရတဲ့အတွက်ကြောင့်မလို့ဒီပလေးအော့မှာဆိုရင်တော့သူကနီးစပ်ဆုံးလို့တော့ကျွန်တော်ကမြင်မိတယ်။တင်းတင်းဟာဆိုရင်တော့ဒီအုပ်စုလိုက်မှာခုနှစ်ပွဲရှိမှန်ကစားတာပဲသူရဲ့အိမ်ကွင်းမှာဆိုရင်သူကသုံးပွဲတိတိရှိမှန်ကစားထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ အသူရဲ့အိမ်ခွေးမှာစီမံကစားခဲ့တဲ့၃ပွဲမှာဆိုရင်၃ပွဲသလုံးကိုသူကဘူးမပေးရပဲကလင်းရှစ်အနေနဲ့နိုင်ရလက်တွေပေါ်သွားတာကိုကျွန်တော်တွေ့မြင်ရတယ်အိမ်ခွေးအားအတော်ကောင်းတဲ့အသင်းတင်းလို့မြင်မိတယ်နောက်ပြီးသူရဲ့အိမ်ခွေးမှာစီမံကစားခဲ့တဲ့၃ပွဲမှာဆိုရင်သူတို့ရဲ့ type six က၁၀ခိုးတိတိတွင်းပြီးပေးကူလုံးဝမရှိသေးတဲ့ class six ကိုလည်းသူတို့ပိုင်ဆိုင်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်နော်ဒီအဝေးခွေးဖြစ်တဲ့နော်ဝေးကလည်းဒီအုပ်စုတွင်းညာတို့ပြည်နိုင်ပွဲနဲ့အတူအမေပေးစရာမှာဆိုရင်အမေပေးစရာမှာ၃မှတ်ဖြတ်ကဥဆောင်နေတဲ့တင်းတင်းဖြစ်တယ်ဗျဒီနော်ဝေးတင်းရဆိုရင်လည်းဒီကမ္ဘာဖလား ဟိုတိုက်ရိုက်ဝင်ခွင့်ရတဲ့အတင်းတင်းဖြစ်သွားပြီဘောနော်။ဘာကြောင့်လဲဆိုတော့ဒီအုပ်စုတွင်းမှာခုနှစ်ပွဲချင်မဲ့ဇာတာပြီးခုနှစ်ပွဲစလုံးကိုအနိုင်ရရှိကဒီအဆင့်နှစ်နေရာကအီတလီကိုသုံးဘက်ဖြတ်ကဥဆောင်ထားတဲ့အတင်းဖြစ်တဲ့အတွက်ကြောင့်မလို့ကမ္ဘာဖလားကိုတိုက်ရိုက်ဝင်ခွင့်ရရှိသွားပါပြီ။နော်ဝေးတင်းကဒီကမ္ဘာဖလားကိုတိုက်ရိုက်ဝင်ခွင့်ရခဲ့တယ်ဆိုပေမဲ့ဒီနေ့ညမှာချင်မဲ့ကစားတဲ့ပွဲစဉ်မျိုးမှာဆိုရင်တော့သူက ဒီကျိုးကျိုးစသားနဲ့ရှိမှကစားသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်။ဘာကြောင့်လဲဆိုတော့ဒီအုတ်စုအတွင်းရှုံးပွဲလုံးဝမရှိဆိုတဲ့စန့်ချေကူသူထပ်မံပြီးချိုးဖို့အတွက်ဒီနေ့ညရဲ့ပွဲစဉ်လေးမှာဒီအင်ကွင်းအားကောင်းတဲ့အီတလီကိုမှန်ကစားသွားလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျ။ဒီအင်ရှင်နိုဝဲတရားလည်းဒီအဝေးကွန်းသားရှင်မြန်ခဲ့တဲ့ပွဲစဉ်၃ပွဲမှာဆိုရင်၃ပွဲစလုံးကိုအနိုင်ရရှိထားတယ်။အဲ့ဒီ၃ပွဲရှင်မြန်ကစားမှာသူတို့ကတိုက်စစ်က၁၀ကိုးထိထိတွင်ပြီးတော့ပေးကူးကတော့ဒီနှစ်ကိုးထိထိကိုးပြန်တင်ထားတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျ။ ။ဒါကြောင့်မလို့ဒီနေ့ညမှာရှင်းမယ်ပဲပွဲစဉ်အင်ကွေးအားကောင်းတဲ့အီတလီနဲ့တွေ့ဆုံတဲ့ပွဲစဉ်မှာဆိုရင်လည်းသူကမိုးတွေပေးရလိမ့်မယ်လို့ကျွန်တော်ကမြင်မိတယ်။ဒီအင်ရှင်အီတလီတင်းရလဲဒီအုပ်စုအိုင်မှာခုနှစ်ပွဲရှင်းမယ်ကစားတာပဲသူတို့ကတိုက်စစ်ကဒီ90တိတိတွင်ပြီးတော့ခက်စစ်က80တိတိပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်။ဒီအဝေးကွတက်တဲ့နော်ဝေးတင်းရလဲဒီခုနှစ်ပွဲရှင်းမယ်ကစားတာပဲသူတို့ကတိုက်စစ်က33ခုတိတွင်ကပေးကူးက၄ခုတိပေး ပေးဖို့လေးဖို့တာလည်းပေးထားတာကြောတွေ့မြင်ရတဲ့ဒီလိုတိုက်စစ်အားကောင်းတဲ့အချိန်နဲ့တည်းထိတ်တဲပြုစုံတဲ့ပွဲစဉ်လိုဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ပွဲစဉ်ကတော်တော်လေးကြီးကောင်းပြီးတော့အပြက်လန်တွင်းကူးတွေနဲ့ကူးတွေများနိုင်မယ်လို့ကျွန်တော်ကမြင်မိတယ်ဗျနောက်ပြီးဒီ Norway တရားဆိုတဲ့တူတူအကြီးကကစားသမားတူတူအကြီးကတိုက်စစ်ကစားသမားဖြစ်တဲ့ဒီ Ellen Haaland ဆိုလဲဒီခုနှစ်ပွဲရှိမဲ့ကစားသမားပြီး14ခုတိတိတွင်းကဒီ FIFA ကမ္ဘာဖလားဘူတွင်းအများဆုံးဒီ top 3စီးရင်ထဲမှာပါဝင်နေတဲ့တိုက်စစ်တူဦးလဲဖြစ်တယ်ဗျ အဲနောက်ပြီးဒီနေ့ညမှာအရေးကြီးသောချက်ကဒီခုနှစ်ပွဲကစားခုနှစ်ပွဲစလုံးကိုအနိုင်ရရှိထားတဲ့နော်ဝေးအတင်းကိုဒီဒုတိယနေရာကဖြစ်တဲ့အီတလီအတင်းကဒီအကျော်ပေးထားတာကိုကျွန်တော်တွေ့မြင်ရတယ်နော်ဒီအရှင်အီတလီအတင်းကမနက်ခင်းပေါ့ချိန်မှာဆိုရင်ဒီအရှင်အီတလီအတင်းက level 80ရှုံးဆုံးဆိုတဲ့ချိန်မျိုးဖွင့်လာပြီးတော့ဒီညနေပေါ့ချိန်မှာဆိုရင်တော့ level 90ဆိုတဲ့ချိန်မျိုးဖွင့်လာတာကိုကျွန်တော်တွေ့မြင်ရတယ်ဗျဒီ body size တွေချလာတာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီနေ့ညမှာဆိုရင်တော့ဒီ body size တွေချလာဖြစ်တဲ့အတွက်အကြောင်းမလို့ကျွန်တော်ကတော့ ဒီအဝေးခွင့်ဖြစ်တဲ့ဒီ Norway တင်းအောင်ပဲကျွန်တော်ကတော့ body အနေနဲ့ရွေးချယ်ပေးချင်တယ်ဒီ Asian Norway တင်းကအနေဆုံးတည်ရည်နဲ့ဒီနိုင်ငံလက်တွေပါခေါ်ဆောင်နိုင်တဲ့ passive ကောင်းနေရှိနေတာဖြစ်တဲ့အကြောင်းမလို့ကျွန်တော်ကတော့ဒီအဝေးခွင့်ဖြစ်တဲ့ဒီ Asian Norway body ကိုပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျအဲကိုရလက်အနေနဲ့ကတော့ဒီနှစ်တင်းစလုံးက passive ကောင်းနေဖြစ်နေတာဖြစ်တဲ့အကြောင်းမလို့အပြန်လဲတွင်းကိုနေနဲ့ပုံများလိုက်မလို့မြင်မိတဲ့အကြောင်းမလို့ကျွန်တော်ပူပေါင်းကိုပဲရွေးချယ်ပေးထားပါတယ်ဒီဒီနေ့ညမှာရှင်းမယ်ကစားသားမယ်အီတလီနဲ့ဒီ Norway ရဲ့ quest မှာဆိုရင်ကျွန်တော်ကတော့ဒီအဝေးခွင့်ဖြစ်တဲ့ Norway body နဲ့ ဘူပေါင်းအပုံပဲကျွန်တော်ရွေးချယ်ပေးထားပါတယ်ဗျ။ဟုတ်ကဲ့ကျွန်တော်ရွေးချယ်မှုဘက်ကလေးကိုအသွေးတူတဲ့အချက်တွေဆိုရင်တော့ဆော့ကစားလို့ရပါတယ်ဗျ။အသွေးမတူဘက်ကနိုင်ပါတယ်ဗျ။လို့ပြောချင်နေတဲ့ဗီဒီယိုလေးကိုအဆုံးသတ်ပါရစေ။